မင်္ဂလာပါရှင်။ Lester the New Channel ကနေကြိုဆိုရတယ်ရှင်။အခုပြောပြမယ့်အကြောင်းအရာကတော့ပြည်တွင်းစစ်ပွဲတန်းနဲ့ရင်ဆိုင်နေရတဲ့အာဖဂန်နစ္စတန်နိုင်ငံမှာပြင်းအားမြင့်ငလင်ကြီးလောက်ခတ်ခဲ့တာကြောင့်လူ20ကျော်တိတ်ဆုံးရတာဖြစ်ပါတယ်။ငလင်ကြီးကြောင့်လူတွေဆိုရင်တကြီးပြေးလွှားလှုပ်ရှားတာအထက်မြင့်တိုက်တွေပေါ်ကနေခုန်ချတာစတဲ့ရတယ်လို့ခြောင်ချမှုတွေကိုပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။ ဒါကြောင့်အသေးစားတန်ရတဲ့အပါအဝင် ထိခိုက်သူ320ကျော်အထိရှိတယ်လို့လက်ရှိနိုင်ငံကိုထိန်းချုပ်ထားတဲ့တာလီဘန်တွေရဲ့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့စာရင်းတွေအရသိရပါဗျ။အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ဘော့ပြည်နယ်ထဲကခရိုင်အားလုံးမှာ အသေးစားတန်ရရသူတွေနဲ့အပေါ်ယံပြက်စီမှုတွေအများပြားဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ in irish တက်စကေရှောက်တက်မတုံးအဆင့်ရှိတဲ့ပြင်းအားမြင့်ကလင်ကြီးဟာ နိုင်ငံရဲ့အကြီးဆုံးမြို့တွေထဲကတစ်မြို့ဖြစ်တဲ့ Masa Isharis မြို့နာကိုဗဟုပြုပြီး November 3ရက်မနက်အစောပိုင်းမှာလုတ်ခတ်သွားခဲ့တာဖြစ်ပါတယ်။ဒီကလင်ကြီးကြောင့်ကိန်းကနန်းတွေကချက်တိုးလာနိုင်ခြေရှိတယ်လို့အာနာပိုင်တွေကပြောနေကြပါတယ်။ ဒီငလင်ကြီးကိုအမေရိကန်ဘူမိဗေဒလေးလာရေးဌာန USGS ကတော့အတေပြောင်းများနိုင်ပြီးထိခိုက်ပျက်စီးတဲ့ဇုံကလည်းတေပြက်နိုင်တယ်ဆိုတော့အတိတ်ပဲတက်ရောက်တဲ့တတိပေချက်အဖြစ်လိန်မော်ရောင်အဆင့်ထုတ်ပြန်ထားပါတယ်။အခုငလင်ဗဟိုပြုလောက်ခတ်ခဲ့တဲ့အာဖဂန်နစ္စတန်မြောက်ပိုင်းကမာဇာအီရှာရစ်မြို့မှာ လူပေါင်း9သိန်းကျော်နေထိုင်ပြီးနိုင်ငံအတွင်းအကြီးဆုံးမြို့တွေထဲကတစ်မြို့ဖြစ်ပါတယ်။ အဲ့ဒီငလင်ဟာမာဇာအီချယ်ရစ်မြို့အနီးခရူမီမြို့ရဲ့အနောက်တောင်ဘက်35ကီလိုမီတာခန့်အကွာမြေအောက်အနံမိုင်အနေနဲ့16.4မိုင်ရှိပြီး28ကီလိုမီတာဖြစ်တယ်လို့ USGS ရဲ့ဖော်ပြချက်အရသိရပါဗျာ။ထိခိုက်မှုအပြင်းထန်ဆုံးနေရာတွေကတော့ San Mansgan နဲ့ Bell မြို့နယ်တွေမှာ ဖြစ်ပါတယ်။ မဇာအီချရစ်ချီတမိုင်းဝင် အထွတ်မြတ်ထားရနေရဖြစ်တဲ့အပြာရောင်ဘလီနဲ့အစိတ်ပိုင်းတချို့ပျက်စီးခဲ့တယ်လို့ဒေတာဆိုင်ရာတာလီဘန်ပြောရေးဆိုခွင့်ရှိသူကရိုက်တာတင်းဌာနကိုပြောပါရယ်ငလင်ကြောင်းမြေပြုံမှုတွေဖြစ်ပွားပြီးဆမ်မန်ဂန်ဘက်အဝေးပြေးလမ်းမကြီးပိတ်ဆို့ကကယ်ဆယ်ရေးလုပ်ငန်းတွေကို နောက်နေစေခဲ့ရပါတယ် ကုလသမဂ္ဂတုံ့ပြန်မှုအနေနဲ့တော့ကုလရဲ့အာဖဂန်နစ္စတန်မစ်ရှင်ကကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းကာလိုအပ်တဲ့အကူအညီတွေပေးအပ်ဖို့လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒီငလင်ဟာအခုနဲ့2025ဩဂုတ်လနောက်ပိုင်းမှာလှုပ်ခတ်ခဲ့ပြီးလူပေါင်း2200ကျော်တည်ဆုံးစေခဲ့တဲ့ပင်အာရစ်တက်စ်ကရှောက်အစင်းရှိငလင်ပါဝင် မကြသေးမီနှစ်အတွင်းအာဖဂန်နစ္စတန်ကိုထိမှန်ခဲ့တဲ့ပြင်းထန်တဲ့ငလင်တွေထဲကနောက်ဆုံးတစ်ခုဖြစ်ပါတယ်။ဩဂုတ်လနောက်ပိုင်းတုန်းကအာဖဂန်နစ္စတန်တောင်ပိုင်းကိုလောက်ခတ်ခဲ့တဲ့ငလင်ဟာ အထူးသဖြင့်အဲ့ဒီဒေတာရှိရှွန်းနဲ့တစ်တွေနဲ့ဆောက်လုပ်ထားတဲ့ကျေးလက်အိမ်အများစုပြိုကျပြီးတည်ဆုံခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယနဲ့ယူရေးရှားကြောက်လာဆုံတွေ့တဲ့ပြည့်ရွေကြောတွေပေါ်မှာတည်ရှိတဲ့အာဖဂန်နစ္စတန်ဟာငလင်လောက်ခတ်မှုတွေနဲ့မကြာခဏကြုံတွေ့ရလေးရှိပါတယ်။ဆုံးထိကြည့်ရှုရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ channel လေးကို subscribe လေးလုပ်လိုက်လေးနိုင်ပြီးသဘောထားမှတ်ချက်တွေဝင်ပေးသွားကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်မြမပြည်သူပြည်သားအပေါင်းလိုအင်ဆန္ဒတွေပြေဝပြီးကိုကျမ်းမာစိတ်ချမ်းသာကြပါစေရှင်